ရင်မချာစီစပွန်ဆာမြင်တာနဲ့တန်းပြီးတော့မျက်လုံးနဲ့ပြေးမြင်မိမဲ့ဇာမားများအပိုင်းတအားလုံးမင်္ဂလာပါထားမထားတဲ့ဆရာကြားလို့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ရပါလေကျွန်တော်မှန်ညာတွေရတစ်ခါလေးမှာကိုယ်ရမ်းစိတ်ဝင်စားတတ်တဲ့အရာတွေဆိုရင်ဘယ်လိုအချိန်ပဲဖြစ်ဖြစ်မှတ်မိနေတတ်ပါလေရေတုံးကဆိုရင်ဖျားပွဲစီသွားရင်းနဲ့တွေ့မိတဲ့ကောင်မလေးကိုမြင်မြင်ချင်းချစ်မိပြီးအပြည့်ရှိတဲ့လူသားတယောက်လိုမျိုးနောက်နှစ်ဖျားပွဲကိုပဲအမြန်ရောက်ဖို့အတွက်မျှော်နေမိတတ်တဲ့ပုံစံလိုမျိုးပါပဲ ။အဲ့လိုမျိုးပဲဘောလုံးလောကမှာလည်းကျွန်တော်မှတ်ညာတွေထဲမှာဇွဲနေတတ်တဲ့ယာရီများစွာလည်းရှိပါတယ်။နောက်တစ်ဆယ်ကဘာဗလာဘိုလူပွဲကအင်းနီစတိုင်းအတွင်းကိုအဲ့ကဘာဗလာပြိုင်ပွဲဂျာမနီနဲ့ပွဲတွင်းလမ်းဘက်ရဲ့ကန်ချက်ကဂိုးဝင်ဂိမ်းမှအာသင်းစွာနဲ့ပယ်ချခံရတဲ့ဖြစ်ရပ်တွေဟာကျွန်တော်ရဲ့မှတ်ညာတွေမှာအများထားရှိနေမယ့်ယာရီပါ။ဒါပြင်ကျွန်တော်အမြဲလိုလိုတွဲမြင်နေကြယာရီလည်းရှိပါတယ်။အဲ့တော့ဘောလုံးသင်းဂျာစီရဲ့ယင်ဘက်ကစပွန်ဆာတွေနဲ့အတူတွဲပြီးတော့မြင်ရတဲ့ကစားသမားတွေပါဒီနေ့မှနာမည်ကြီးဘောလုံးသင်းတွေရဲ့ ရမတ်ဂျာစီစပွန်ဆာနဲ့တွဲပြီးတော့မြင်ရတဲ့ဈာမရီကြောင့်အပိုင်းတင်နေတဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်။ Chaplin Brand နဲ့ Man Utd ရဲ့ရမတ်စပွန်ဆာနဲ့တွဲပြီးတော့မြင်ရတဲ့ဈာမလို့ပြောလိုက်ရင်ဘရောင်းမျိုးလုံးထဲမှာရင်သုံးမြင်ရမယ့်ဈာမကတအုပ်ပဲရှိပါတယ်။သူကတော့ပေါ်ပေါ်ပါပါပဲ။စန်သားဆရာပေါ်ပါကတော့ United သင်းမကစားစဉ်အဲ Chaplin Company ကရမတ်စပွန်ဆာပေးထားချိန်စူပလာအောင်မြင်မှုတွေရယူနိုင်ခဲ့တယ်လို့ခြေစွမ်းပြကစားနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။နောက်ထပ်ပြောရရင်တော့ AIA ဆိုတဲ့ရင်ဘတ်စပွန်ဆာနဲ့တခြားအပြေးကြီးတာတစ်ချက် တွေးကြည့်လာတဲ့နေဘသူလဲဆိုတာအားလုံးတွေးထဲမှာအာရှရဲ့ဖိုးတန်မျိုးမှန်လေးစပါတင်ရဲ့ကန်နဝင်းစောင်းမင်းကိုပြေးမြင်မိကြမှာပါပဲဇွန်နဲ့ AI ရဲ့ sponsor brand ကတော့ခွဲမရအောင်ကိုပရိသတ်တွေရဲ့အုံနောက်ထဲမှာဆွဲထည်နေမဲ့အရာတစ်ခုလို့ပြောလို့ရပါတယ်နောက်ထပ်ကတော့ Bayern Munich အသင်းရဲ့ T ဆိုတဲ့ရေမတ် sponsor ကိုမြင်လာတဲ့ပြေးမြင်မိမဲ့ဈာမားတွေအများကြီးရှိကြတယ်ဆိုပေမဲ့ကျွန်တော်အနေနဲ့ကတော့ Thomas Muller ကိုပဲရွေးချယ်ခြင်းပါတယ်ဒီဂျာမနီခြေဆိုင်ဆက်သွယ်ရေးကုမ္ပဏီရဲ့ရေမတ် sponsor ကိုဝေ့ဆင်ပြီး Thomas Muller အောင်မြင်မှုတွေများစွာရယူနိုင်ခဲ့တဲ့အတွက်အမြဲလိုလို့ တွဲပြီးတော့မှတ်မိနေမယ်အရာလို့ပြောလို့ရပါတယ်။နောက်တစ်ခုကတော့ Falcon ဆိုတဲ့ sponsor brand ပါ။ဒါမိုနာကိုသင်းကိုကာလာရှေချာ sponsor ပေးခဲ့တဲ့ company တခုဖြစ်ပြီးအဲ့ဒီ brand နဲ့တူပဲတွဲပြီးတော့မြင်ရမယ့်ဈာမကတော့ခုခေတ်ဘောလုံးလောကရဲ့အကောင်းဆုံးဈာမတွေထဲကတဦးဖြစ်တဲ့ Mbappe ပဲဖြစ်ပါတယ်။ Mbappe ကတော့အဲ့ဒီ brand sponsor jersey နဲ့တူပဲမိုနာကိုသင်းမှာထွန်းတောက်ခဲ့တဲ့အတွက်ကျွန်တော်ဘောလုံးပရိသတ်တွေမှတ်မိနေအောင်ဈာမတဦးလို့ပြောလို့ရပါတယ်။နောက်ထပ်ကတော့ Ethiopia Airways brand ပါ။ Fancy သင်းကိုရမတ် sponsor ပေးတဲ့၄ချောင်းလိုင်း company တခုဖြစ်ပြီးတော့ ဒီ invest sponsor နဲ့တွဲပြီးတော့မြင်ရမယ့်ကစားမကတော့စာကြည့်လို့အခွင့်လိုပါပဲကျူပီယာကိုနောက်ကြမိနစ်နဲ့တူနိုင်ပြီးတော့ကျွန်တော်အားပေးတဲ့ Manchester United အသင်းစီကနေစူဖလာကိုဖျက်ယူသွားတဲ့ဂိုးကိုသွင်းပေးခဲ့တဲ့ကစားမဖြစ်လို့ဒီ brand နဲ့ဒီကစားမကိုမေးလို့တော့ရမှာမဟုတ်ပါဘူးနောက်ထပ်ကတော့3ဆိုတဲ့ brand ပါဒီ brand ဟာ Chelsea အသင်းကို sponsor ပေးခဲ့တာဖြစ်ပါတယ်ဒီ brand နဲ့တွဲပြီးတော့မြင်ရမယ့်ကစားမကတူတဲ့ပါပဲ Chelsea အသင်းရဲ့ခံစင်းမှာခြေသွမ်းပြခဲ့တဲ့ဒီအားကို save ပါလို့ပဲပြောရမှာပါဒါတော့ Chelsea ပရိသတ်တွေနဲ့တော်တော်များများပရိသတ်တွေမှတ်မိနေမယ့် ဒီ brand နဲ့တွဲပြီးတော့မြင်ရမယ့်ကစားမလို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မှာကတော့အပိုင်းတင်နေတဲ့တင်ဆက်ပေးကြတာပဲဖြစ်ပါတယ်အပိုင်းနဲ့မှာလည်းဘဲဂျာစီ brand နဲ့ဆိုရင်ဘဲကစားမနဲ့က i9 ဖြစ်ဖြစ်မြင်နိုင်မလဲဆိုတာဆက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ